ကတားခရိုင်ဗမောင်းမြို့နယ်အနီးတစ်ဝိုက်မှာစစ်ကောင်မရှင်ရှမ်းနီပြည်သူစစ် SNL ပူပေါင်းတပ်နဲ့ဒေါ်လိုင်းတပ်ဖွဲ့တွေနေ့စဉ်တိုင်ပွဲဖြစ်ပွားနေပြီးစစ်ပေးဆောင်ပြည်သူ2000ကျော်ဟာအခြေခံထောက်ပံ့တွေအရေးပေါ်လိုအပ်နေတယ်လို့စစ်ဆောင်တွေကိုကူညီပေးနေသူတွေစီကသိရပါတယ်စစ်ကောင်မရှင်ပူပေါင်းတပ်ဟာ၎င်းတို့လက်လွတ်ခဲ့ရတဲ့ဗမောင်းမြို့ကိုပြီးခဲ့တဲ့အောက်တိုဘာ၄ရက်နေ့ကစတင်ပြီးတော့အင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြီး အောက်တိုဘာ9ရက်နေ့မှာလေကြောင်းကပါပုံကျဲတိုက်ခိုက်ပြီးလေကြောင်းပစ်ကူကောက်ွယ်ယူကရှေတိုးလာနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်မရှင်ရဲ့တပ်မ33ခမရ16ရက်နေ့ရန်နီပြည်သူစစ် SNL တို့ပူးပေါင်းထားတဲ့အဲ့ဒီစစ်ကြောင်းဟာဗမော်မျိုးရှိခမိုးရွာနဲ့စတောရွာနီးထိချင်းကပ်လာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာပါ။စစ်တပ်နဲ့ရန်နီပြည်သူစစ်ပူးပေါင်းထားတဲ့စစ်ကြောင်းကမြို့နယ်၄မိုင်กว่าထိရောက်လာပြီလို့သိရပါဗျ။ မြို့ကိုပြန်လည်ထိန်းချုပ်ပြီးဗမောင်းမြို့စေယုံဘက်ကိုအရင်ဝင်ရောက်ဖို့စီစဉ်ထားတယ်လို့ကြားပါတယ်လို့ဒေတာကန်သတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။တော်လိုင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကဗမောင်းမြို့ကိုသိမ်းပိုက်ခဲ့ပြီးနောက်ကစင်ကလျောက်ထွက်ပြေးခဲ့ရတဲ့စစ်ကောင်မရှင်တပ်ဟာမြို့ရဲ့နောက်ဖက်ချမ်းနဲ့မြောက်ဖက်ချမ်းမှာအင်အားပြန်စုဖွဲ့ပြီးဟုံးမင်းကနေတက်လာတဲ့ခမာရတစ်ချောင်းနဲ့ပူပေါင်းပြီးအခုလိုထိုးစစ်ဆင်လာတာဖြစ်ပါရယ်။စစ်ကောင်မရှင်ပူပေါင်းတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ဒရုန်းနဲ့ဘုံးတိချတိုက်ခိုက်မှုတွေကြောင့်ဒေသခံ၃ဦးသေဆုံးပြီး၅ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီးမြို့နီးကျေးရွာ၁၅ရွာခန့်နဲ့မြို့ပေါ်ရှိရက်ွက်၄ရက်ွက်ကပြည်သူများပြန်စစ်ဘေးရှောင်နေကြပါတယ်။တိုက်ပွဲတွေကတော့ဇက်တိုက်ဖြစ်နေတယ်။အခုကမြို့ရဲ့၃မိုင်လောက်ထိတိုးလာတာမို့အနီးနားကရွာတွေလည်းစစ်ရှောင်နေကြရတယ်။မကြခင်ဆောင်းရာသီရောက်တော့မှဆိုတော့အခြေခံစားတော့ဝစ်ထယ်ရီနဲ့ဆေးဝါးတွေတော့အရေးပေါ်လိုအပ်နေတယ်လို့ စေဘေးရှောင်ကူညီပေးနေသူတို့က ARD Times ကိုပြောပါရယ်လက်ရှိမှာစေဘေးရှောင်ပြည်သူစုစုပေါင်း2000ကျော်လောက်ရှိနေပြီးခက်ခဲနေပေမဲ့လည်းစူးစီးပြီးကူညီမှုတွေလှူဆောင်ပေးနေတယ်လို့စစ်ရှောင်တွေကိုကူညီပေးနေသူတွေစီကသိရပါရယ်